ဗန္နာယိကနီကျူစုပါတယ်ဆရာဆေလူရဲ့အလှကပါမည်ဆိုတဲ့အစည်းကိုရွတ်ပြပြီးသားမှာဖြစ်ပါတယ်အလှကပါမည်ကျမစေယုံမှာသုံးပတ်မြတီကောင်ပေါင်းလဲဖြစ်ပြီးထူနိုင်ထနိုင်လာသောအခါဆရာမလေးကပရင်းပေါက်တနီယာကိုတွန်းလဲနှင့်ပို့ပေးပါသည်ကြည်စရာတော့မရှိဘူးရှင်တစ်ချံလုံးမောင်းမဲလို့သူက အာတောင်အာနာဆိုရှာသည် ခြံကကြောက်တိုင်းဝင်းချင်းချင်းထဲမှာစည်းစာရိပ်နဲ့မောင်းမိုက်နေ။ကျမမြင်ရသည်မှာလူနာတင်ကားတစ်စီးခေါင်မူစီတန်းနေသော အမိုက်ပုံးတစ်ချို့၊ကွဲကန်ဤအလင်းနောက်ခံတွင် အမီးထောင်ပြနေသောကြောင်တကောင်။တဏီယာမှာတော့တမန်တလင်းမှာအမြင့်တွေပေါက်နေသော ဖုံဆုပ်ဆုပ်အရရပင်တပင်တိရွဲ့မွေးချောက်ချောက်များသူ့ရှူတော်မှာကြည်လင်တော့ ဆရာမလေးပြောတာအမှန်သာရှုကင်းကမွဲပြာလို့နေပြီကိုသို့တော့တေမင်းနဲ့စခင်းလာခဲ့သူ ကျမအတွက်မူဒီရှုကင်းလေးကตาမောလို့နေပါတော့သည်ကုကုကူလည်းဂရီတခုအခိုင်မာပြုတ်လိုက်သည်နောင်ဒီလိုကြောင်ရဲ့ညင်သာဘုံမျိုးအပင်ရဲ့ညင်ညာဘုံမျိုးတွေကိုဘယ်သောအခါမှ ပေါ့ပေါ့တနံသဘောမထားမိဘူး ပြောတာပြောရအိမ်ပြန်ရောက်ပြီဆိုတာနဲ့ကို့အလုံးနဲ့ကိုဟိုတုန်းကရတာမျိုးကိုစီစီပိုင်ပိုင် မခံစားနိုင်အားတော့ပါသို့တော်တတိကြီးစွာဖြင့်အာထုပ်ပါကနေ့စဉ်ဘဝဤရှုမောပွဲအလားများကို ကိုရောစိတ်ပါဝင်စားနိုင်ကြောင်းတွေ့လာပါတော့သည်အသက်40ရွယ်အမျိုးသမီးတူကျမကိုပြောပြဘူး၏ကျမတို့တော့ ိတ်မပြောတဲ့ယောဂါမျိုးတခါမှမဖြစ်ဘူးပေါ့တိတ်ဆိတ်ညစ်တဲ့အခါမှတော့မကြုံငယ်ဘူးဘာကြောင့်ဆိုငငယ်ကအိယာဝင်တိုင်းကစားနီးတမျိုးအမိတင်ပြီးခဲ့တယ်တနေ့တာကြုံခဲ့သမျှတွေရဲကချစ်စရာလေးတွေပျော်စရာလေးတွေအောက်မိစီပြီးပြန်ပြောခိုင်းတာပါပဲဆိုပါတော့အလိကျခေါင်းလုံးပန်းကြီးပေါ်ကနေလုံးကြီးနေဝင်ချင်းတိမ်တောက်တဲ့အလှ ခွေးပူလေးတကောင် တုတ်တက်တုတ်တက်နဲ့ပြီးလာဖို့မျိုးပေါ့ကြာလာတော့အဲ့လိုအမတ်တရားလေးတွေဟောတိုက်လာပြီးနောင်ကိုဆန္ဒရှိတယ်လူညင်ကြည့်လို့ရလာရောဥပမာမင်းညအိယာဝန်ကန်နီလောလောဆယ်အပူမီးတွေကိုမိထားလိုက်ပြီးဟိုတုန်းကမြူတွေဆိုင်နေတဲ့ရွက်ကြည်လန်းလေးရဲ့ပြားရီစုပန်းစုစုတွေရဲ့ရနက်တွေရဲ့ဟူ ပြန်ဖို့ကြည့်လိုက်တယ်လီရေစင်ဘဝမှာအရာရာတင့်လွင်လန်းဆန်းနေတတ်သည် ကလေးငယ်တယောက်ကြောင်ပုတ်ဆာလီတကောင်နှင့်ကြည်စေစော်ကစားနေပုံကိုတင်မြင်သည့်အခါကလေးငယ်တယောက်ဓာခုတ်ကောင်လေးကိုကြည်နေပုံပန်းတပွင့်နမ်းနေပုံတကြားလုံးတစ်လုံးညီးနေပုံငှက်မြည်တဲ့နားဆွင့်နေပုံလေးကိုတင်မြင်သည့်အခါအဆိုပါသဘောကို နားလည်လာပါလိမ့်မည်ပီပီကလေးငယ်များပင်ဂီတကိုခံစားနိုင်စွမ်းရှိကြသည်တုတတညာထက်စိတ်ကူးညံကူမြူးတဲ့ခြင်းကပိုရေးပါဤဟုသောအိုင်စတိုင်၏အဆိုမိန်တစ်ခုကိုကျမရဲ့ငါးနှစ်ရွယ်အိမ်ကြီးချင်းမလေးကေတီကလှပစွာတက်တည်ပြသွားခဲ့ဘူးသည်ကေတီမှာအစော့တန်ပြီးမြူးတူးတက်လက်၍ တဇက်လီမှာအငိမ့်မနေနိုင်သောကလီမျိုးဖြစ်၏သို့သောတနေ့သူပြေးဝင်လာခြင်းကျမက WC လာမာတပြားဖွင့်နေခိုက်ဖြစ်ရာ သူ့ကိုတအောင်လောင်းနားထောင်မှု ချော့ပြီးပင်လေပွက်ဒီလုံဤနောက်ခံသဘောကိုခတ်တူတူရှင်းပြလိုက်သည်အံဩစရာသူ့မျက်လုံးလေးတွေမှိတ်ပြီးငင်ငင်လေးထိုင်နေပါတော့သည်နောက် သူပြောလာသည်ကျမလှိုင်းຫນွေကြားတယ်ဟိုးရီအောင်ထဲမှာတက်တက်မှငါးကြီးတွေအမီးနီနီကြီးတွေနဲ့ဟောအခုကလေမုန်တိုင်းတန်တင်ခတုပ်ပတိညာဖြင့်ဂိဒဇံနေကိုနှဆိုင်စွာသူဝင်စားတော့ပါတော့သည်အရွယ်ရောက်သူတော်တော်များများကထို့သူလွယ်လွယ်မဝင်စားနိုင်ကြအเจ้าမှာ အသက်ရွယ်ကြီးလာသည်နှင့်အမျှအံ့ဩကြည်နူးစိတ်တွေလျော့ပါးသွားတတ်လျာပျော်စရာတွေလည်းလက်လွတ်ဆုံးရှုံးကုန်ကြရတော့သည်ဒီလိုဆုံးရှုံးမှုမျိုးကမဖြစ်အပ်ပါကိုဝင်းကြည်အလှကိုတတက်လုံးနှိချိုက်ခံစားသွားနိုင်အောင် လုပ်ရရပါသည်အရှိတိုင်းသားကြတော့ဒါကိုနားလေဤအင်မတန်ယဉ်ကျေးသိမ်မွေသောဘဝနေနီးတည်းရဲ့အဖြစ် အထွတ်မြတ်ထား၏ဂျပန်တွင်စန်းစာတော်ရာကြည်ဝဲများနှင်းစီပွင့်ခြင်းရှုဝဲများကိုဥယင်ပွဲအဖြစ် တခုတ်တရကျင်းပကဧည့်သည်များကို ဖိတ်ကြားပြသလေရှိ၏တခါကကျမမိတ်ဆွေတယောက်ကျူတူစီဝါရေးလုပ်ငန်းရှင်တဦး၏ရုံးငန်းသို့သွားရာ9မိနစ်ခန့်ဆောင်ခဲ့ရသည့်အတွက် အတွင်းရေးမှူးမှလေးကသူ့အလုပ်ရှင်အစား ေးဇူးပြုပြီးနားလည်ပေးပါနော်သူစပွဲဘော်ကပန်းလီစပွင့်နီလို့သူအာယုံပြုနေရတယ်ရှင်ဟုတောင်းပန်ပေးရ၏တရုတ်ဒသနပညာရှင်လင်ယူတန်ကရေးခဲ့ဘူးသည်လူဤပျော်ရှင်မှုအလုံးမှာအာယုံ၅ပါးနှင့်ဆိုင်သောပျော်ရှင်မှုများသာတည် လူအသွေးအသားနှင့် စိတ်ကိုခြားထားသော အလွာမှာတကယ်ပါပါလေးဖြစ်လေရာအသိမွေဆုံးစိတ်ခံစားမှုများ ချိုမြိန်ဆုံးအလရတများကိုအပြည့်အဝခံစားနိုင်ရဲ့အတွက်အာယုံ၅ပါးမပါဘဲနဲ့မရရှိနိုင်ပြီ။အယိုးစင်းဆုံးအတွေ့အကြုံများပြီးပျော်စရာအတိဖြစ်သွားတတ်ပြီးတက်တက်မမေ့လောက်အောင်ဆွေးကြံနေရလေသည်။ကျမ၁၂နှစ်သမီးအရွယ်ခြေလင်ခီးတစ်ခုထွက်ဖူး၏။ထိုနေ့ကဤအတော်ပူရာအလုံးရီစာလိုက်သည့်ဖြစ်ခြင်းလေ။ တို့နှင့်တနာ၏အကြာတွင်နှွေပင်နေဖုံးနေသော ရေတွင်အိုရှိသည့်ယာရောအိမ်တိမ်တို့ရောက်သွားကြရာရေတွင်နှခမ်းကျမ်းပေါ်မှာအယိုးရှိရှိမှုတ်ကြီးတစ်ခုထိုစဉ်ကတောက်လိုက်ရသော ရေတမုတ်ကအရသာရှိလိုက်ပါပြီတော့ကို့ဘာသာကိုလည်းဒီအချိန်လေးကိုမမိနဲ့ဟေးဟူ၍ကလေးပီပီပြောမိသေးသည်ယနေ့တိုင်းကတွင်၆ရက် ရည်ဤတစ်ခွက်တော့ရတိုင်းလူငယ်သောနှစ်ပေါင်း30ကအချိန်လေးကိုတတိရလာသည်ထို့အခါရွှေဦးရောင်ရည်မုတ်ကိုမြင်ရောင်လာသည်ထင်းယူနံကလေးတင်းလာသည်ပန်းသည်ကြွေမှုမှုတွေလှိုင်လာသည်အမေရိကန်အတန်လွင့်လုပ်ငန်းသမားတဦးဖြစ်သူဂျူလီယန်ဂါရက်ကသူ၏စစ်ပီးစဂျပန်အတွေ့အကြုံတစ်ရက်ကိုဖောက်တယ်ချဘူး၏သူကတဲခိုကန်တစ်ခုတွင် ကြိုတင်နေရယူထားရာသူရောက်သွားချိန်မှာနေပူ၍ဖုံထားနေ၏သူကိုဧကံမေလေးတူကကြိုးစုံနှုတ်ဆက်ပြီးရေခဲစိမ်တစ်ပတ်အေးတထည်ပြီးသည်တပတ်မှာညနေအောင်ထောင်းထားသောပူဒီနာရနံ့တင်းလျက်တဲခုကံပိုင်ရှင်ကနာမည်ကျော်ပြည်စရာတူကိုမရမကငားကသူ့အခန်းကိုအသေးချပြင်ဆင်ပေးထား၏ ခဲသားရောင်ခက်ဖြော့ဖြော့နေရန်ပေါ်မှာပကြီကားလိတ်လက်လက်တစ်ချက်တက်ထားတယ်။အဲ့ဒီအောက်ကပကံလုံးနိမ့်နေနေမှာတော့အစိမ်းရောင်တိခတ်သုံးခန်းနဲ့ပန်းဖြူဖြူလေးတစ်ပွင်ပြင်ထားပုံကရိုးရိုးလေးနဲ့ကြက်တီရှိလိုက်တာနှစ်တွေဒီလောက်ကြာတာတောင် မျက်စီတွေခွင်းခွင်းကွက်ကွက်ပေါ်နေတော့မယ်ကျွန်တော်တဲခုံငယ်ပိုင်ရှင်ကိုပြောလိုက်တယ်နှမျောစရာလေးဗျာ မနှက်ဖြန်စုတိရွဲ့နဲ့ပန်းလေးတွေညှိုးပြီးအမှုပညာလက်ရာကောင်းတစ်ခုဆုံးရှုံးရတော့မယ်သူစကားကိုဂျပန်သတင်းစာတမတော်ဦးကကြားသွားပြီးသူတို့မျိုးထုတ်သတင်းစာဝတ္ထုတပုတ်ထဲမှာထည့်ရေးလိုက်သည်သို့တော့အမှုပညာလက်ရာဆိုသည်မှာခိုင်မြဲတတ်ပါသည်အ ਨੇ စုံမစ္စတာဂါရက်တယောက်အသက်ထင်ရှားရှိနေသည်တော့တည်တတ်နိုင်ပါလိမ့်မည်တဲ့ ူသဘောကိုအင်္ဂလိပ်ကပြားဆရာဂျွန်ကောင်းပါပူကြီးကလည်းကောင်းကောင်းနားလည်ခဲ့၏သူကဤသို့ရည်ခဲ့မူသည်လောကတွင်တက်ရှိအရာအလုံးအားစွဲငင်တုံ့နှောင်ထားသောမနောတိတ်ထိတတပါရှိနေသည်ကိုညီသူညင်းနိုင်ရန်နီညီပေါ်တွင်၎င်းဝေဟင်းတွင်၎င်းရေအောက်တွင်၎င်းကျင်းလင်းကြဆားနေကြသောတက်ရှိမှန်သမျှကျွန်ုပ်တို့၏ဣဇရဘဝနှင့် ိမ်မွေ့နှင်းနှဲစွာဆွဲငင်နှောင်တွင်နေကြကုန်သည်သာတို့ဖြစ်လျာထိုအချင်းရာများကိုရှုမြင်ဆင်ခြင်နေသည်၍ကျွန်ုပ်တို့၏ဝိညာဉ်တက်ကမရဏကိုထိန်းထားနိုင်ပြီးသူစီရိုက်ကဒူးစီရိုက်ကိုအောင်းနိုင်လီတော့တည်အခုရွတ်ပြပြီးသွားတာကတော့ဆရာဆယ်လူရဲ့အလကပါမြည်ဆိုတဲ့အစီအပဲဖြစ်ပါတယ်ဒီအစီအကို ိတ်နစ်သက်ပြီးခံစားနားထောင်ရတာအဆင်ပြေမှုရှိခဲ့ရင်ဗန္နာရိတ်ကို like and subscribe လုပ်ပြီးသွားကြပါအောင်ခင်ဗျာ